ာဒီအာရေဗျာနိုင်ငံမှာယူကရိန်းအပြစ်ခတ်ရစဲရေးဆွေးနွေးနေစဉ်ဒေါ်နယ်ထရန့်ရဲ့အထူးတန်တမန်စတေဖွီကော့ဖ်ကရုရှားသမ္မတဗလာဒီမာပူတင်ကိုချီးကျူးလိုက်ပါတယ်ယူကရိန်းအနာဂတ်ဆေးဆက်နှိမ့်နိုင်မှုတွေဦးဆောင်ဖို့ဒေါ်နယ်ထရန့်တာဝန်ပေးထားတဲ့အင်ချမ်မြေလုံငန်းရှင်ဟောင်းစတေဖွီကော့ဖ်ကယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးမှုတွေပြုလုပ်ဖို့ကြာတာပရင်းနေ့ကဒုတိယအကြိမ်ဖြစ်မော်စကိုမြို့တော်မှာပူတင်နဲ့တွေ့ဆုံခဲ့ပါတယ် ယင်ကျေးတိမ်မွေးတဲ့ပူတင်ကိုသဘောကျတယ်လို့ Steve Goff ကပြောပါတယ်။ကျွန်တော်ကပူတင်ကို လူဆိုးတယောက်အဖြစ်မသတ်မှတ်ပါဘူး။သူကအလွန်စမတ်ကျသူပါလို့၎င်းကဆက်ပြောပါတယ်။ဒေသခံပြည်သူတွေကိုတနက်ထောင်ပြီးမဲထဲခိုင်းနေဆိုတဲ့သတင်းတွေ ထွက်ပေါ်နေစဉ်ရုရှားဟာပိုင်နက်နယ်မြေထိန်းချုပ်ပိုင်ခွင့်ရှိတယ်လို့သူကဆိုပါတယ်။ဆော်ဒီအာရေဗျနိုင်ငံမှာပြုလုပ်မဲ့ဇူနီပွဲမှာအဓိကအားဖြင့်ကုလသမဂ္ဂကျောင်းထောင်နောက်ခံပြုပင်လယ်နက်ဒေသရေလန်းကြောင့်အုံပြုွက် သဘောတူညီချက်ဖြစ်လာမယ်လို့ရုရှားသမ္မတယုံကပြောပါရယ်။ပူတင်ကငင်းချင်းလိုခြင်းမယ်လို့ယုံကြည်ကြောင်း Safekov က Fox News သတင်းဌာနကိုတောက်ကြနေက ပြောပါရယ်။တနင်္ဂနွေနေ့ဆွေးနွေးပွဲမှာသဘောတူညီချက်မရရင်စိစက်ညီနိုင်မှုတွေအဆဖြစ်လို့ခက်ခဲတာလို့ရုရှားသမ္မတယုံပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကပြောပါရယ်။ငင်းချင်းသဘောတူညီချက်ရယူကရိန်းအတွက်စစ်ဘက်လုံခြုံရေးအာမခံချက်တွေပေးမဲ့ ညွန်ပန်းဖွဲ့စည်းမဲ့ဗြိတိန်ဝင်ကြီးချုပ်ကီယာစတမိုင်းရဲ့အစီအစဉ်ကိုလည်းသူကဝေဖန်ခဲ့ပါတယ်။ American ကဝိုင်းဝင်ကြီး PT #hashtag ရဲ့ဖိလစ်ပိုင်ခီးစင်မတိုင်မီဖိလစ်ပိုင်နဲ့ American နိုင်ငံတို့ကတနင်္လာနေ့ကတက်ဖွဲ့ဝင်9000ပါဝင်တဲ့ပူရဲစီရေလေ့ကျင့်မှုကိုစတင်လိုက်ပါတယ်။အငင်းပွားတောင်တေးဥပင်တွေရေတရုတ်နဲ့တင်းမာမှုတွေမြင့်တက်နေစဉ်ဖိလစ်ပိုင်နဲ့အမေရိကန်နိုင်ငံတို့ကအခုလိုစီးရေးလေ့ကျင့်မှုပြုလုပ်ခဲ့တာပါ။ ဖိလစ်ပိုင်နဲ့အမေရိကန်စစ်တပ်ဟာပူးရဲစီရေးဆောင်ရွက်မှုတိုက်ခိုက်ရေးဆွမ်းရည်မြင့်တင်မှုဖိလစ်ပိုင်ပိုင်နက်နယ်မြေကပွဲဆောင်ရှောက်မှု ခိုင်မာတဲ့ကတိကဝတ်ကိုပြန်တရာလို့ဖိလစ်ပိုင်စစ်တပ်ကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ် PG Hassach ဟာနောက်ကြနေ့မှာဖိလစ်ပိုင်နိုင်ငံကိုလာရောက်မှဖြစ်ပြီးတော့တမရဒွန်နဲ့ထရန့်ကခက်အပ်ပြီးအချမ်းတော်ကအတီးပြူပြီးနောက်ပိုင်းသူ့ရဲ့ပထမဆုံးအာရှခီးစဉ်ဖြစ်ပါရယ်၂၀၂၂ခုနှစ်မှာဖာရီနန်မာကော့စ်တမရဖြစ်လာပြီးနောက် မဟာမိတ်တွေဖြစ်တဲ့ဖိလစ်ပိုင်နဲ့အမေရိကန်ဟာတာဂွာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ကတောင်တရုတ်ပင်လယ်အတွင်းတရုတ်ရဲ့ရန်သူမှုကိုတုံ့ပြန်ခဲ့ပါတယ်။အမေရိကန်နိုင်ငံကစစ်ဘက်အခြေစိုက်စခန်းလေးခုကိုအုံပြုဝင်ရတဲ့သဘောတူညီချက်တရက်ကိုနိုင်ငံစလုံးက2023ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ရာဖိလစ်ပိုင်နိုင်ငံမှာအမေရိကန်စစ်ဘက်စခန်း၉ခုထိရှိလာစေခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံကဒီဇင်ဘာလအတွင်းသူ့ရဲ့ပင်လယ်ရေကြောင်းအကျိုးစီးပွားတွေကိုကာကွယ်ဖို့ အမေရိကန်နိုင်ငံတို့တာလက်တိုင်ဖွန်ဒုံးကျည်စနစ်ဝဲယူဖို့စီစဉ်ခဲ့ရာတရုတ်နိုင်ငံကိုအမျက်ထွက်စေခဲ့ပါတယ်။အမေရိကန်စစ်တပ်ဟာနှစ်စဉ်ပြုလုပ်နေကြပူရဲစီရဲလေ့ကျင့်မှုတွေအတွက်နှစ်ဖက်၂၄ခုနဲ့အစောပိုင်းကဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာတိုင်ဖွန်ဒုံးကျည်စနစ်ဖြန့်ကျက်ခဲ့ပြီးတရုတ်ရဲ့ဝေဖန်မှုရှိလင်ကစားအဲ့ဒီဒုံခွင်းစနစ်ကိုဖိလစ်ပိုင်နိုင်ငံမှာဆက်ထားခဲ့ပါတယ်။ဒေါ်နယ်ထရန့်သမ္မတအဖြစ်ကျန်းသစ်စာကျင်းဆိုပြီးပါက ဖိလစ်ပိုင်နိုင်ငံဟာအမေရိကန်နိုင်ငံရဲ့အရေးပါတဲ့မဟာမိတ်အဖြစ်ဆက်ရှိနေလိမ့်မယ်လို့ပါကွဲဝင်ကြီးဟောင်း right austin ကခန့်မှန်းခဲ့ပါတယ်ရိုဟင်ဂျာဒုက္ခသည်တိတသမ5တန်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံက၎င်းတို့ကိုလက်ဖန်ထားသူတွေအတွက်ဒီနှစ်အတွင်းအသက်ကယ်အကူအညီထောက်ပံ့မဲ့ဒေါ်လာ10ဘီလီယံနီးပါးရရှိဖို့မိဖတ်တွေနဲ့အတူကြိုးပမ်းနေတယ်လို့ကုလသမဂ္ဂအဖွဲ့ကတင်းနယ်လာနေမှာပြောပါတယ် ဂူလန်တမကနဲ့မေဖက်ဖွဲ့စည်းတရာကျော်ဟာရူဝင်ကြအချက်တဲ2025-2026ခုနှစ်ဘူရဲပြောင်းပြန်ရေးစီစဉ်ကိုစတင်လိုက်တဲ့လို့သိရပါဗျ။ရူဝင်ကြဒုက္ခသည်တိတက်တမ48တန်းနဲ့အတိုင်းဝိုင်းကိုကူညီပေးမဲ့ဒေါ်လာ934တက်တမ5တန်းရရှိဖို့ကြိုးပမ်းနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြရပါဗျ။ရူဝင်ကြလူသားချင်းစာနာမှုအချက်တဲဟာရှင်းနေကြပြီဖြစ်ပေမဲ့ နိုင်ငံတပါရဲ့အလေးထားမှုမရရှိလို့အရေးပေါ်ကုညီလိုအပ်နေစေပါလို့ထုတ်ပြန်ကြက်ကဆိုပါတယ်။ဇာမန်ရိတ်ခကုညီ73စီနဲ့အခြေခံနေကြရီရှော့ချမှုအပောင်းဝင်အရေးပါတဲ့ဧရိယာတွေမှာရေမုံဝေပြက်လက်မှုတွေရှိနေမှုကရိုးရင်ကြဒုက္ခတွေတွေအတွက်ကျောင်းဝက်ဖွဲ့ရအကျိုးဆက်တွေရှိလာစေပါမယ်လို့ထုတ်ပြန်ချက်ကပြောပါရယ် ကျောင်းမတ်ဖွဲ့ကျိုးဆက်တွေကြောင့်ရိုဟင်ဂျာဒုက္ခသည်များစွာဟာဘေးကင်းလုံခြုံမှုရှာဖွေဖို့အနည်းများတဲ့ဖြေစည်းခီးတွေပြုလုပ်လာနိုင်တယ်လို့ထုတ်ပြန်ကြက်မှာဖော်ပြပါရယ်။ဒုက္ခသည်စခန်းတွေရှိရိုဟင်ဂျာတွေရဲ့ထက်ဝက်ကျော်ဟာအမျိုးသမီးတွေဖြစ်ကာ၎င်းတို့ဟာဒိန်းအခြေခံကြမ်းဖက်မှုနဲ့အမျက်ဖြောင်မှုအနည်းတွေကြုံတွေ့နေရတယ်လို့ကုလသမဂ္ဂအဖွဲ့ကဆိုပါရယ်။ရိုဟင်ဂျာဒုက္ခသည်တွေရဲ့သုံးပုံတစ်ပုံဟာအသက်၁၀နှစ်နဲ့၂၄နှစ်ကြာဖြစ်ပြီးပညာရေး လုံလောက်တဲ့ကျွမ်းကျင်မှုတည်ဆောက်မှုနဲ့ကွာကုတ်ကိုအခွင့်အမ်းတွေမရရှိလို့အနာဂတ်ပြောင်းနေတယ်လို့ကုလသမဂ္ဂကသတိပေးပါတယ်။မြန်မာနိုင်ငံရခိုင်ပြည်နယ်ရဲ့အခြေအနေကငြိမ်းချမ်းပြီးရိုဟင်ဂျာဒုက္ခသည်တွေဘေးကင်းစွာနဲ့ဆန္ဒနဲ့နေရပြန်နိုင်တဲ့အချိန်ထိနိုင်ငံတကာအတိုင်းအဝိုင်းကဒုက္ခသည်တွေကိုအတန့်ကျအကူအညီဆက်ပေးရမှာဖြစ်ပါတယ်လို့ကုလသမဂ္ဂအဖွဲ့ကပြော